ပါနော်စာရင်းဆရာထောင်မူကြီးကိုကိုရဲ့ဒီလောကီရဲ့နရသိမ့်ဝဲဆိုတဲ့ပြေမံဝတ္ထုလိုလေးကိုဖတ်ပြပေးမယ်နော်ဒီလောကီရဲ့နရသိမ့်ဝဲအခန်းတင်အေယာဝရီမြေရေပြင်ပေါ်မှာလှိုင်းလုံးကလေးတွေကညင်ညင်ကလေးလွလွမီနေကြပါတယ်အဲ့ဒီလှိုင်းလုံးကလေးတွေရဲ့အပေါ်ကနေဖြတ်တန်းပြီးတိုက်ခတ်လာတဲ့လေနုအေးအေးလင်းညင်ကလေးကဘီယာသမားတို့ကိုပုံမအေးမြစေပါတယ် ကချင်းပြည်ကိုလာပါတကယ်ပြောရဲနော်ရီဘာဗျူစားတော့ဆိုင်ရဲ့စောင်းပေါက်ကနေတချင်းတန်တူတူကလေးကလည်းလင်းနူအေးလင်းညင်းကလေးရနဲ့အတူလွင့်ပြက်လို့နေဆဲပါကြားရသူရဲ့နာဝကနေရင်ပတ်တဲ့အထီကို အလွယ်တကူထိုးဖောက်ဝင်ရောက်ခန်းစားနေဆိုင်နဲ့တချင်းကလေးပါမြမပြည်မြောက်ဖျားက မနှောမြေအတွက်အမှတ်တရဖြစ်စေပြီး တမိုင်းဝင်မှတ်တမ်းတင်ရမယ်တချင်းလို့ပြောမယ်ဆိုရင်လေညင်းပယ်မဲ့သူနဲပမယ်အနေထားပါအဲ့တချင်းကလေးတွေရအတိုင်းတချင်းပြင်းနေကို အခုလို့စောင်းအကုန်ຫນွေကိုကူးတဲ့စောင်းရတီမှာလာရင်တော့အလွန်ตายရလို့တချင်းတွေကအတိုင်းတကယ်ပြောရမယ်ကာလပါရာတီဥရုအချင်းလေးကပွင့်လင်းရတီဖြစ်နေတော့မိုးလဲမရွာနေပူလဲမပြင်းအလွန်ရှင်းတဲ့ရာတီလေး အပူချိန်ကလည်းမပူလို့မအေးလို့နဲ့အချိန်ဆိုးတော့အနှွေးရလည်းဝစ်เสียမလို့တလို့ထီလည်းစောင်းเสียမလို့တဲ့ရာသီပါဒီတော့မြေပြက်မှာနေထိုင်တဲ့အကိုပဲလာလာ တောင်ပေါ်မြေကအမပဲလျောက်ရောက်နေလို့ထိုင်လို့အလွန်လုံကို အစင်ပြေစေပါတဲ့တဘာဝကပေးတဲ့ကာလလေးတစ်ခုပါဒီလိုနှစ်လဆိုတဲ့ကာလာလေးကလည်းအလွန်အလွန်ကိုတိုးတောင်းလွန်လာပါတယ် မိုးရင်ရောက်ပြီဆိုရင်တော့6လလောက်ကာလမှာချိန်ခါမရွေးမိုးတန်ပေးနေစုသလိုရွှေမိုးကြီးသွန်ဖြိုးလို့တဲကနေမဲကနေရွာလေးရှိပါတယ်။အဲ့ဒီမိုးရင်6လတာကာလမှာတော့ကချင်ပြည်နယ်ရဲ့မြို့တော်မြကြီးနာမြို့မှာထီကလေးကိုစီနဲ့တမျိုးမိုးကာချုံလုံးပါပေးဆိုလို့အပြင်ထွက်တိုင်းထီးတဲ့မိုးကာကိုလူတိုင်းဆောင်ရတဲ့ကာလလေးဖြစ်ပါတယ်။ဆောင်ရသည့်လီလာမှာတော့ 6ပြန်လေးတွေ့ငွေတက်တက်ကလေးတစ်ချက်တွဝင်လာယုံနဲ့ဘယ်သူကူလို့ဒီအေးကိုနွေးနိုင်ပမလီလို့တန်းတားမိကြရမယ်ကာလာပါမြောက်ပြန်လီဆိုတာကလည်းမြမပြည်မြောက်ဖျားကရေခဲတောင်ကိုဖျက်တမ်းပြီးတိုက်ခတ်လာတဲ့ရေခဲငွေတွေပါမြေကြီးနာမြို့ဟာရေခဲတောင်နဲ့မိုင်းတရာမဝေးတဲ့ဂျိန်ဖုံးမြေပေါ့ ရေခဲငွေ့တွေအဆက်မပြတ်ဝင်ရောက်နေတာကြောင့်ဆောင်ခြုံလို့မနှွေးပြီဖြစ်လို့မြေပြန့်အကိုရောတောင်ပေါ်ကအမပါ တကူရဲတော့မလာတဲ့မှာမဲတရွာမောင်တမျိုးနေလို့လည်းမရနိုင်ပြီဆိုတဲ့အတိုင်းချမ်းလိုက်မဲ့ဖြစ်ချင်းဆောင်ခြုံလို့ကတော့ဘလို့မှမနှွေးနိုင်တဲ့ရာသီပါမောင်ထွေးမှမဲထွေးမှနှွေးရမယ့်ရာသီလေး ်နှွေရောက်ပြီမေးလို့ပြောရမယ်နှွေရသည်နှစ်လတာကာလမှာတော့အညာနှွေထက်အပူချိန်လွန်ခဲ့လို့ကချင်ပြည်မလာနဲ့တကယ်ပူရယ်နော်လို့စာဆိုရမယ်ကာလပါမြေကြီးနာမြို့ရဲ့နာမည်ကြီးတဲ့ဆတ်တော့ဆိုင်တွေထဲမှာရီဘာဘျူပီယာနဲ့အကင်ဆိုင်လဲပါဝင်နေပါတယ်စီဘီယာကိုအဓိကထားပြီးရောက်ပါတယ်စီဘီယာဆိုတဲ့အတိုင်း ABC မြန်မာတကုံးနဲ့တိုက်ကားဘီယာလည်းရနေပါတယ်။ဒါအပြင်ပြည်ရင်းဖြစ်တဲ့နိုင်ငံခြားဖြစ်အရက်မျိုးစုံလည်းရလိုပါ။အမကြီးကလည်းအကင်ကိုအဓိကထားပေမဲ့တရုတ်စားစာတွေအကုန်ဒီပါရနိုင်ပါတယ်။ဆိုင်ကလည်းအေယာရီမြေကမ်းပါရဲ့ရေဆက်ကြော်ကြော်လောက်ထိ စင်ကိုထိုးထားလို့စားတုံးသူတွေဟာရေပေါ်မှာထိုင်နေရတယ်လို့ခံစားရပါတယ်။ ကိုကိုကဆိုင်ဘက်ကိုကြောပေးလို့အေယာဝရီရဲ့အလှကိုခန်းစားနေပါတယ်။နှွေဦးရာတီရောက်လာပြီးဖြစ်လို့မြင့်ရီကကြည်လင်လျက်ပါ။မြင့်ပြင်ကျေပေးမယ်တချို့နေရာတွေမှာတောင်တွေကိုထုံးလို့နေပါပြီ။တောင်ပြင်ပေါ်ကိုကျလာတဲ့ညနေစည်းစာရဲ့နေရောင်ကြီးဖြော့ဖြော့ကလေးကြောင့်တဲတောင်ပြင်ပေါ်မှာငွေရောင်ကျဲပွင့်ကလေးတွေပြူပြူပြက်ပြက်နဲ့လင်းလက်နေပါတယ်။ တချို့နေရာတွေမှာကတော့ကိုက်မင်တို့ဟာဟိုတစဒီတစမညင်မညာစိမ့်လို့ပါတခါတလေဒေါသတကြီးနဲ့ဖြတ်ပြီးခုံမောင်းသွားတဲ့တင်မော်ကြီးတွေကြောင့်တည်ငိမ်နေတဲ့မြေရည်ပြင်မှာလှိုင်းလုံးကြီးတွေထားသွားပါတယ်လှိုင်းလုံးကြီးတွေကကန်းဆက်ကိုစီးချက်ညင်ညီလာပုတ်နေတဲ့အတန်ကိုလည်းခံစားရပါတယ်မြေအတွင်းမှာ တွဲတင်မောတွန်းတင်မောတွေရလည်းလှုပ်ရှုပ်နေကြလေရေစည်းကိုယ်တအာကိုပြီးမျောလာတဲ့တစ်ဖောင်ဝါဖောင်တို့ကတော့ဖောင်ပေါ်မှာအင်္ဂလိပ်တွေစောက်လို့ပေါ့ဘဲစီကိုတွားနေမှမသိတဲ့သူတို့တွေမြင်ခွင့်ကပျောက်သွားရင်တော့ကိုကုစိတ်ထဲမှာလွမ်းတလို့တော့ခံစားနေရပါတယ်ကိုကိုကအေယာဝရီမြည့်ရဲ့အလှပတွေကိုမန္တလေးစကိုင်းမြင်းမူ မြင်းကြံပခုတ်ကိုညာဦးပသိမ်ဆတဲ့မြို့တွေမှာခန်းစားခဲ့ဘူးပါတယ်အခုတွေ့မြင်နေရတာကအေယာဝရီလို့စတင်အမည်တွင်လာတဲ့မြေဖျားအေယာမြေဆုံးနဲ့အလွန်နီးတဲ့နေရာမှာဖြစ်လို့ပိုးပြီးစိတ်ဝင်စားနေတာပါဆရာစောင့်နေရကြပြီလားကိုကိုကမြမဘီယာတစ်ခွက်ကို အလကားချပေးတဲ့မြေပဲဆန်လုံးနဲ့မြင်းရင် မြမပြည်ရဲ့အလှပကေးတမီးဖြိုလီအေယာတွေကိုငေးမောလို့ရောက်တဲ့ရရာတွေးတောနေတာရက်တန်သွားပါတယ်ကိုကိုရဲ့မျက်နာကလည်းအတန်လာရောင်ငေးမောကြည့်မိပါတယ်အသက်30နီးပါးပိန်ပိန်ပတ်ပါနဲ့တိုင်းရင်သူအမျိုးသမီးတဝို့တွေ့ရပါတယ်မြမစကားကိုအတန်ဝဲဝဲနဲ့ပြောနေလို့ဟုတ်ကဲ့ အခုပဲရောက်တာပါလို့ပြန်ဖြစ်နေတော့ သူကကိုကိုနဲ့မျက်နှာချင်းဆိုင်ရာခုံလွတ်မှာဝင်ထိုင်းရင်ဆရာလူရာရှင်မှားတော့ကျမကျွေးမှာပါလို့တိုင်းသူပြီးပြီးဖော်ဖော်ရွေးရွေးနဲ့စကားပြောရင်ဇပွဲတို့ကောင်းလေးကိုလည်းရခွန်လိုက်ပါတယ်ဇပွဲတို့ကောင်းလေးအနာရောက်လာတော့ဒီမှာဆရာကိုဘီယာတစ်ခွက်ချပေးပါ နောက်ပြီး ABC တစ်ခွက်ပါပေးပါလို့ပြောလိုက်ပါတယ်တစ်ဆက်ထဲမှာပဲ လာလေဆရာအကင်သွားရအောင်လို့ပြောပြောဆိုဆိုအကင်ဆိုင်ရှိရာကို သူကဥဆောင်သွားတော့ကိုကိုကလည်းစလုံးတော့ရောင်းမပါရပါနဲ့အကင်ဆိုင်နာရောက်တော့ပလတ်စတစ်ချင်းအောင်ကလေးနှစ်ခုကို သူကယူလို့ကိုကိုကိုတစ်ခုလှမ်းပေးပါတယ်တဆက်တည်းဆိုသလိုမကင်ရသေးတဲ့အသားငါးနဲ့အသေးရအစိမ့်တွေကို သူကယူလို့သူ့ချင်းအောင်လေးကိုထည့်လိုက် ုကိုချင်းနှောင်းနဲ့ကိုထဲလိုက်နဲ့လုံနေပါတယ်။နောက်ဆုံးတော့ကိုကိုကဘာမှမယွေ့လိုက်ရပဲချင်းနှောင်းတွေပြေသွားလို့အကင်ဆရာထံအပ်လိုက်ပါတယ်။နောက်တော့စပွဲကိုပြန်လာကြပါတယ်။ကဲဆရာမကျွန်တော်နဲ့တွေ့ကျင်တာဘာကိစ္စရှိလို့လဲ။ကိုကိုကစကားဆလိုက်တော့တိုင်းရင်သူကလေးကကျမနာမည်ကမြနီလာပါလို့ပြောရင် ်ထိုင်ကုံကနေထလာပြီးသူ့ရဲ့ညာဘက်လက်ကိုကမ်းပေးပါတယ်။ကိုကိုကချင်းပြည်နယ်မှာတာဝန်ထမ်းဆောင်ခဲ့ဘူးတလို့အခုကကချင်းပြည်နယ်မှာလဲနှစ်နှစ်ကျော်နေပြီးပြီဆိုတော့သူ့ရဲ့ဓလေ့ကို သိနေပါတယ်။ဒါနဲ့ကိုကိုလည်းမတက်ရဲလို့သူကမ်းပေးတဲ့လက်ကိုလက်ဆွဲနှုတ်ဆက်ရင်းကကျွန်တော်ကထောင်မူကြီးကိုကိုပါမြေကြီးနားထောက်မှာတာဝန်ကျပါတယ်လို့အပြန်လဲနှုတ်ဆက်လိုက်ပါတယ် ဇပွဲတို့ကောင်းလေးလာချပေးတဲ့ ABC ဘီယာကွက်ကိုလက်ကကိုင်းရင်ချီးရစရာလို့တိုင်းရင်သူကပြောလာလို့ကိုကိုကလည်းမြမဘီယာကွက်နဲ့ခွက်ချင်းတိုက်လိုက်ပါတယ်။သူက ABC တငုံတောက်ပြီးတာနဲ့ဆရာကိုကျမအကူညီတောင်းချင်လို့ပါလို့စကားဆက်လာပါတယ်။ကိုကိုကတော့ဟုတ်ကဲ့ပြောပါကျွန်တော်တတ်နိုင်တာဆိုရင်ကူညီပါမယ်လို့ပြောလိုက်တော့ ဟုတ်ဆရာကျမက PSI ကဝန်ထမ်းမှာ PSI စိုးလို့ဆရာခေါင်းဆောင်မတော်ပါနဲ့အေးဆက်ကြီးလို့ခေါ်တဲ့နေစီမချာဆရာဝန်များအသိရဲ့အောက်မှာခဲမြန်မာလို့စိုးတဲ့အဖွဲ့ရှိပါတယ်သူရဲ့အောက်မှာမှာ PSI အဖွဲ့ပါအဓိကလုပ်ငန်းတာဝန်ကတော့ AIDS ယောဂနဲ့ HIV ယောဂကြိုတင်ကာကွယ်ရေးနဲ့တိုက်ဖြတ်ရေးအဖွဲ့ကပါ ညနီလာကသူ့လုပ်ငန်းအကြောင်းကိုအသေးစိတ်ရှင်းပြနေပါတယ်။ကိုကိုကတော့ဒုရီယာဘီယာခွက်ကိုတောင်းရင်နားတော့တာပန်းစင်နေပါတယ်။အလုံးပြီးသွားသည့်တိုင်သဘောမပေါက်သေးလို့ဟုတ်ကဲ့ပါ။ဆီယာမာပြောထားတဲ့အထက်မှာကျွန်တော်ကိုအကူအညီတောင်းတဲ့ကိစ္စမပါသေးဘူးနော်။လို့ပြောလိုက်တဲ့အချိန်မှာညနီလာကသူ့လက်ထက် ABC လက်ကြံကိုမောလိုက်ပါတယ်။တစ်ဆက်ထဲမှာပဲ ဘေးနားကစပွဲတို့ကိုဒုရယချင်းလက်ပြလိုက်ပါတယ်။စပွဲတို့ကလေးကလည်းအလိုက်တတိပြေးလာပြီးကိုကိုတို့စပွဲပြေးမှလာရက်ပါတယ်။မန်နီလာကလည်းဘီယာခွက်တို့လက်ညှိုးထိုးပြပြီးလက်နှချောင်းထောင်းပြလိုက်ပါတယ်။နောက်မှကိုကိုရဲ့မိကွန်းကျမကျမတပည့်မလေးတွေအတွက်အကူအညီတောင်းချင်လို့ပါစကားစပြောကလေးကတိနေတဲ့ကိုကိုကအ ဟုတ်ကဲ့ဘလို့အကူအညီပေးရမယ်ဆိုတော့ကောသာပြောပါခင်ဗျာအဲ့ဒီချိန်မှာပဲဇပွဲတို့ကောင်းလေးကဘီယာနှစ်ခွက်နဲ့အကင်တွေလာချပေးပါတယ်နှစ်ယောက်သားကိုနှစ်သက်ရအကင်တွေကိုစားရင်ကျမတပည့်မလေးတွေအတွက်ပါ သူတို့ကိုပြည့်တစားအမှုနဲ့အဖမ်းခံရပြီးဆရာတို့ရဲ့ထောင်ကိုပို့ထားပါတယ်သူတို့က PSI ကဝန်တန်းတွေပါ သူတို့ကိုအမှုကနေလွှတ်အကူအညီတောင်းချင်တာပါ ကိုကိုကတောက်နေတဲ့ဘီယာခွက်ကိုလက်ကချပြီးဟုတ်ပြီကျွန်တော်မှတ်မိပြီသူတို့မှစီစီရဲကက်ကလေးပါလာတယ်လို့ပြောပါတယ်သူတို့အမိရိလေးတွေကလည်း true စံန်လေးပါကိုကိုကမှတ်မိတလို့ပြောပြလို့ ABC တောက်ရင်ဝမ်းတာလာတယ်မနီလာကသူတို့နာမည်တွေကကျယ်စင်းတဲ့လာမင်းမဆရာသူတို့ကအသက်က16နှစ်ဝန်းကျင်သာရှိပါသေးတယ် သူတို့အနေနဲ့ပြည့်တစားလောကရဲ့ရောက်တာတနှစ်လောက်ရှိပါပြီသူတို့ဘဝတွေရဲ့အခက်ခဲတွေကြောင့်မဆရာရင်သူတို့ကရှစ်တန်းအထိကြောင်းနေခဲ့ဘူးကြပါတယ်ဒါကြောင့်သူတို့ကိုကျမတို့ဟာဝန်ထမ်းခံထားတာပါကိုကိုကမန်နီလာရဲ့စကားတွေကိုကြားရတာဘီယာနှစ်ခွက်ထပ်ပို့ပြီးမူလာပါပြီအေယာဝရီ မြင့်ရဲ့နေဝင်စီးစာအလှကလည်းမူးနောက်လာတဲ့ကိုကိုရဲ့ခေါင်းကိုမကြည်လင်စေတော့ပါဘူး။ဒါကြောင့်ဆ iam မိုင်ကျွန်တော်နားမရှိတော့ဘူး။ကျွန်တော်ရဲ့အချင်းတောင်လှုပ်တဲ့32နှစ်အတွင်းဝင်တန်းက ပြည်တစာလှုပ်တယ်ဆိုတာအခုမှပဲကြားဘူးတာဗျာ။လို့လေးလေးတွတ်တွတ်ပြောလာတဲ့ကိုကိုရဲ့စကားကိုကြားရတဲ့မနီလာကပြုံးမိနေပါတယ်။ပြီးမှ ဒီလိုလေးဆရာရဲ့ကျမတို့အလုပ်ကိုကအိဆိုင်မီပိုးကြောင့်ဖြစ်တဲ့ AIDS ယောဂါနဲ့ TB ယောဂါကြိုတင်ကာကွယ်တိုက်ဖျက်ရေးအဖွဲ့လေးဒီတော့မြန်မာပြည်ရဲ့နေဆက်မျိုးတွေမှာအဖြစ်များတဲ့ AIDS ယောဂါကိုကြိုတင်ကာကွယ်ပေးတယ်လေယောဂါဖြစ်နေလဲစိတ်ကူပေးတယ်ပေါ့ဆရာရဲ့ကြိုတင်ကာကွယ်ခြင်းကသာအကောင်းဆုံးဖြစ်လို့ကျမတို့ကလူလူ အကြမ်းမှာပညာပေးတာတို့ တင်နန်းပေးတာတို့ကြုံညာတော်တို့လုပ်ပါတယ်။ဒါပေမဲ့ထီရောက်မှုကလည်းလွန်နေပါတယ်။ဒါကြောင့်ကျေစင်တို့လိုမိန်ကလေးတွေကိုစနစ်တကျတင်နန်းနေပေးပြီးဝန်ထမ်းခံထားတာပါ။သူတို့ကသူတို့အလုပ်ကိုလုံးရင်သူတို့ထန်လာတဲ့ဖောက်တယ်တွေကပညာပေးပါတယ်။ကျမ်းမာရေးအတွက်မှန်ကန်တဲ့နည်းစနစ်တွေကိုဖြန့်ဝေပါတယ်။ဒီတော့ကျေစင်တို့မှအိဆိုင်မီပိုကင်းနေတယ်လေ။သူကတဆင့်ပိုးမပြန့်တယ်လို့ ပိုးရှိတဲ့သူနဲ့အတူနေနာပိုးမကူအောင်ပညာပေးထားတာပါဆီယမ်မမန်နီလာရဲ့ရှေလျားလာတဲ့ဇာကားရီးကနောက်ထပ်ဘီယာတစ်ခွက်ကိုအမည်ဖြစ်စေပါတယ်အေယာဝရီမြစ်ကိုလည်းအမောင်ထုကဖုံးသွားပါပြီကိုကိုလည်းရေဝဝေဖြစ်လို့ပါစိတ်ထဲမှာကားတော့အော်ဒီလောကီဝဲ အပျော်ကျယ်လှပါတကား ်လို့သာရေရော့မိပါတော့တယ်အခန်းနှင်အပါမိမထောင် အမျိုးသမီးအချင်းသူအချုပ်သူများထားရှိသည့်အိတ်ဆောင်ကလူသစ်ကြည့်လို့ရပြီလို့တရင်ပို့နေပါတယ်ခမညာမင်းကြီးအချင်းတော်ကြီးအတွင်းတွင်ရှိသောစီကံထိမ့်သိမ်းရင်ယုံမှာကွန်ပျူတာတစ်လုံးနဲ့အလုံးရှုံနေတဲ့ကုကိုးကအတန်လာရာစီကိုလှည့်ကြည့်ပြီး အေးအေးလာခဲ့မယ်အသင်ပြင်ထားလို့ပြောလိုက်လို့သတင်းပို့လာတဲ့တပ်သားကလေးကိုပြန်ပြောလိုက်ပါတယ်အချင်းတောင်တပ်သားစာဖက်ပြိတက်များတီထားတဲ့ထောင်ဝါရာလေးဟာလဲသတင်းလာပို့စင်တုံးကလိုပဲမတ်တက်ရဲ့သတိဆွဲလို့စနစ်တကျအလေးပြုပြန်ပါတယ်ကိုကိုကတော့မတ်တရက်ဖို့အချိန်မပေးနိုင်တာရဲ့လက်နက်ဖက်လုံးကွန်ပျူတာခလုတ်တွေအပေါ်ကိုရောက်နေတာတို့ကြောင့် သူ့လိုတော့စနစ်တကျအလေးပြန်မပြုတ်နိုင်ပါဘူး။ဒါပေမဲ့ပါဇက်ကတော့လေးစားပါတယ်လို့တက်သားလေးအလေးပြုတ်တိုင်းပြန်ပြောလိုက်ပါတယ်။ကိုကိုလည်းရိုက်လက်ဆအလုပ်ကိုလက်ဆတက်ပြီးခက်တာရက်လိုက်ပါတယ်။နောက်တော့မိန်းကြီးမှတာဝန်ထမ်းဆောင်နေတဲ့တက်သားတယောက်ကို အဖို့ခေါ်လို့မိန်းမထောင်ချီတက်လိုက်ပါတယ်။တက်သားတယောက်ကိုအဖို့ခေါ်ရတာကလည်း မိမထောင်ထဲကိုဘယ်အမျိုးသားမှတအူးတဲ့ဝင်ခွင့်မရှိလို့ပါအမှန်ကတော့လူတစ်ကြည့်အကျဉ်းထောင်ကိုရောက်လာတဲ့အချုပ်သားအချုပ်သူအကျဉ်းသားအကျဉ်းသူတွေကြည့်ရှုပြီးမှတ်ပုံတင်စရင်ရေးသွင်းခြင်းအလောက်ကတော့ထောင်ပိုင်ရဲ့တာဝန်မှာထောင်ပိုင်မအားလက်တဲ့အခါမှသာ ထောင်မူးကြီးကထောင်ပိုင်ကိုစားဆောင်ရွက်ရတာပါ ကိုကိုရုနှစ်ယောက်မိမထောင်တကားဝအရောက်မှာတော့အတူပါလာတဲ့တက်သားကဆီယမထောင်မူကြီးလူတရရဖို့ရောက်ဖို့ကြီးဖို့ရောက်လာပါပြီလို့မိမထောင်တကားဝမှာတာဝန်ကျနေတဲ့ဆီယမအမျိုးသမီးတက်သားကိုတရင်ပို့လိုက်ပါတယ်အမျိုးတမီတက်သားနေနဲ့မိမထောင်အဝင်တကားကိုတော့ဖွင့်ရင်ပါဇက်ကပုံစံလို့မိမထောင်တစ်ခုလုံးကြောင်းအော်လိုက်ပါတယ် ဇက်တိုက်ဆိုသလိုမိမထောင်တန်းစီမိမထောင်အခန်းလိုက်ခေါင်းဆောင်နေရာကိုတာဝန်ပေးအပ်ထားတဲ့အချင်းသူမိမထောင်စကထားစီကံထိန်လုပ်ငန်းကိုတာဝန်ပေးအပ်ထားတဲ့အချင်းသူဘာယာညာကင်းဆောင်ရင်တာဝန်ပေးအပ်ထားတဲ့အချင်းသူစားတဲ့တာဝန်ရှိအချင်းသူတွေကလည်းပုံစံလို့ဇက်တိုက်အော့တဲ့အတန်တွေကိုပါကြားရပါတယ်ဒီလိုအော်ရတာက အကျဉ်ထောင်တဲကို အရာရှိအဆင့်ဝင်ရောက်တဲ့အခါမှာအော်ရတာပါအခုလိုအချက်ပေးတဲ့အတန်တွေအကျဉ်ထောင်တစ်ခုနဲ့တစ်ခုတော့မတူနိုင်ပါဘူးအချို့ထောင်တွေမှာ ရှေ့ကြီးလို့အော်ပါတယ်ဘလို့ပဲအော်ပါစေရည်ရွယ်ချက်နဲ့လုံဆောင်ချက်ကတော့တူနေပါတယ်ရည်ရွယ်ချက်ကအကျဉ်ထောင်အရာရှိတွေကိုရိုသေလေးစားစေဖို့နဲ့ရံမပြုတ်နိုင်အောင်ပါ ဆီယမအမျိုးသမီးဝန်ထမ်းဖွင့်ပေးတဲ့တကားကနေကိုကိုနဲ့အဖော်တက်သားလေးတို့မိမထောင်ထဲဝင်လိုက်ပါတယ်မိမထောင်ရဲ့မြေကွက်လက်တစ်ခုမှာ အမျိုးသမီးအချုပ်တဲ့အမှုဖြစ်လို့အဖမ်းခံရပြီးအချင်းတောင်ကိုပထမဆုံးရောက်လာသူဆယ်ဦးတန်းစီနေတာကိုတွေ့ရပါတယ်သူတို့ရဲ့အရှိမတော့မိမထောင်ထောင်ကြယုံ အကျဉ်သူအချုပ်သူများနဲ့သာဆိုင်သော လုပ်ငန်းများတာဝန်ခံအမျိုးသမီးထောင်မှုတဝူရက်နေပါတယ်အမျိုးသမီးထောင်မှုရဲ့ဘေးမှာတော့ဇပွဲငယ်တစ်လုံးနဲ့ကလထိုင်တစ်လုံးရှိနေပါတယ်ဇပွဲပေါ်မှာအချုပ်သူမှတ်ပုံတင်စာအုပ်ကြီးတအုံးနဲ့အချုပ်သူတို့ကို တရားရုံးကပေးလိုက်တဲ့ရီမန်ဆယ်ဆောင်ရှိနေပါတယ်ကိုကိုဇပွဲနားကိုမရောက်ခင်မှာပဲ အမျိုးသမီးထောင်မှုကစနစ်တကျအလေးပြုပါတယ်။ဒီတခါတော့ကိုကိုကစနစ်တကျပြန်လဲအလေးပြုလိုက်ပါတယ်။ကိုကိုစပွဲပေးက ကလထန်ကိုထိုင်လိုက်တာနဲ့တန်းစီကအေးစီလို့မိမထောင်တစ်ခုလုံးကြောင်းအော်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ပုံစံအော်တုံးကစောင်းကြောင်းထိုင်းလို့ဒူးနှစ်ဖက်အပေါ်လက်နှစ်ဖက်ကိုဆန့်ပြီးတင်ထားတဲ့အကျဉ်းသူ အချုပ်သူအလုံး ပုံမှန်လုပ်နေကြအတိုင်းပြုလုပ်ကြပါတယ်လူသည့်အကြည့်ခံရင်တန်းစီထိုင်နေတဲ့အချုပ်သူ၁၀ယောက်ကတော့ငုံထားတဲ့ဥကောင်းတွေသာပြန်မော့လာပါတယ်ကိုကိုကအပေါ်ဆုံးကရီမန်နှစ်ဆောင်ကိုစစ်ဆေးပြီးတဲ့အထိဖြစ်ရောဖြစ်စဉ်အမှုတွေသာဖြစ်လို့မအံ့ဩခဲ့ပါဘူးနောက်ထပ်အမှုရဲအမှုဖြစ်စဉ်တစ်ခုတည်းမှာအတူတူအဖမ်းခံရသူများ ရှေ့ရကိုစစ်ဆေးတဲ့အခါမှာတော့ထူးခြားမှုစတွေ့ရပါတယ်။သူတို့အားလုံးဟာပြည့်တစံအပ်ပုံမှန်သုံးကာကြီးနဲ့တနေရာတဲ့တစ်ချိန်နဲ့အဖမ်းခံသူတွေဖြစ်နေပါတယ်။အမှုရဲရှေ့ရောက်ထဲမှာ6ယောက်ကတာမန်ရုပ်ရည်နဲ့တာမန်အဝေးစားတွေကိုသာဝစ်ဆင်ထားပါတယ်။အသက်အရွယ်တွေကလည်း25နှစ်နဲ့30နှစ်ကြားတာဖြစ်ကြပါတယ်။ နောက်ဆုံးနှစ်ယောက်ထဲကတယောက်ကိုစစ်တဲ့ခါမှတော့သူ့အမိကကြည်စင်ပါတဲ့အตาဖြူပြီးပါးကလေးတွေနေမြန်းနေပါတယ်မျက်လုံးလေးတွေဝိုင်းဆက်လို့ကော့ညို့ကောက်ကွေးတဲ့မျက်တောင်နဲ့လိုက်ဖက်နေပါတယ်မျက်ခုံးကလည်းသုံးရက်လာဖြစ်ပြီးနှာရန်ပုံလေးနဲ့ပါအပေါ်နှုတ်ခမ်းကကာကြီးပုံစံဖြစ်ပြီးပလဲနှူရောင် သွားကလေးတွေပေါ်ယုံမြပြုံးပြနေပါတယ် မဟုရာအယောင်စံသားလေးတွေကခဏထိရောက်နေပါတယ်။အမီခေါ်လို့မတရရိုက်တဲ့ခါမတော့အရက်ငားပြီကြောလောက်ရှိမယ်လို့ထင်ရပါတယ်။ထောင်ကြုံုံဆီယမကတော့သူ့ရက်ကိုငားပြီနှစ်လက်မှလို့ရေးသွင်းထားပါတယ်။ခန္ဓာကိုယ်ကောက်ကြောင်းကဘယ်ပကြီးရေးလို့မမီတဲ့အနေထားပါ။ အသက်ကိုမေးတော့လဲ16နှစ်လို့ဖြေပေးမယ်18နှစ်မပြည့်သေးတဲ့လူငယ်ရုပ်ကလေးဖြစ်နေပါတယ်အားလုံးကိုခြုံပြောရရင်ပုရိသတို့ရှုမအောင်ငေးရမယ်ရုပ်ရည်ပါကိုကိုကတာဝန်ရစစ်စစ်မင်းမြရတဲ့အပြင်ခန္ဓာကိုယ်ပေါ်ကကိုရင်ထင်ရှားတဲ့အမှတ်အသား၃ခုကိုကြည့်တဲ့အခါမှလဲရာဘက်ပားပြင်ပေါ်မှာမနီလုံးမညိုလုံးနဲ့အယောင်ရှိတဲ့ နှမ်းစီရွယ်စပယ်တင်မှဲ့ကလေးတစ်ခုတကူသာတွေ့ရပါတယ်။ကျန်နာကတော့ဘဲဘက်လက်မောင်းရင်ပေါကမှဲ့နဲ့တစ်ခုနဲ့လက်ရဘက်လက်ဖြံပေါ်မှာတလက်မခန့်ချင်းမွေးနှစ်မြင်ပေါက်နေတဲ့မှဲ့နဲ့တစ်ခုစစ်စစ်တွေ့ရှိရပါတယ်။အခုလို့စစ်ရတာကလည်းသူတို့တွေအချင်းတောင်က ပြန်လဲလွမြောက်သွားတဲ့အခါမှာလဲစနစ်တကျလူမမအောင်တိုက်ဆိုင်စစ်ဆေးပြီးလှုပ်ပေးနိုင်အောင်လို့ပါ ။နောက်တစ်ယောက်ကတော့လာမင်းပါတဲ့။သူကလည်းခေသူမဟုတ်ပါ။ကျေစင်းလို့အရက်မရှိ အသားမဖြူပေမဲ့အရက်ငါးပင်နဲ့ညိုချောမှကလေးတယောက်ပါ။နှစ်ယောက်စလုံးရဲ့အပြောကတော့သူတို့မြကြီးနားထောင်ကိုရောက်တဲ့အချိန်ကအကျဉ်းတောင်တကားကြီးမှာဝင်တန်းစစ်စင်းရေးကပ်ပြားတစ်ခုစီအပ်ထားပါတယ်တဲ့။အကျဉ်းထောင်တိုင်းမှာအကျဉ်းသားအကျဉ်းသူ အချုပ်သားအချုပ်သူတွေထောင်ကိုရောက်လာရင်သူတို့တွေပါလာတဲ့လက်ဝဲရတနာများရွှေငွေအဖိုးတန်ပစ္စည်းနဲ့အရေးကြီးစားရစားရမ်းများကိုဘူးဝထောင်တကားကြီးထဲမှာအနှံ့ရပါတယ်သူတို့လွတ်မြောက်တဲ့အခါမှာပဲဖြစ်ဖြစ်သူတို့ရဲ့မိသားစုတွေထောင်ဝင်စာလာတွေ့တဲ့အခါမှာပဲဖြစ်ဖြစ်စနစ်တကျပြန်လည်ထုတ်ပေးရပါတယ် ကိုကိုလူသစ်စစ်စင်းနေတဲ့အမှုတွေရှိအောင်လုပ်ရင်အမှုဖြစ်စဉ်တွေဟာတူနေပါတယ်။သူတို့အားလုံးကိုမြေကြီးနာမြို့ကညာစေးတန်းလို့အမည်ရတဲ့နေရာမှာ အဖမ်းခံရတယ်လို့ပြောကြပါတယ်။အဲ့ဒီညာစေးတန်းကိုကိုကိုလည်းမကြခဏရောက်ဖူးပါတယ်။အစားအသောက်အစုံလင်ရောင်းတဲ့နေရာပါ။ပြီမကအစားအစာဖြစ်တဲ့ဒံပေါက်ကီမာပလာတာကနေစလို့ အစားအစာအမျိုးအောင်စုံလင်လှပါတယ်။လက်ဖက်ရည်ဆိုင်ငယ်ကလေးတွေကလည်းစမူစာပလာတာအီချာကွေစတာတွေနဲ့လက်ဖက်ရည်ဆိုင်အင်ကန်ရက်နဲ့ညီညွတ်လှပါတယ်။သူ့လိုဆိုင်တွေကလည်းအများသားပါ ကချင်ရိုးရအစာစာတွေကလည်းအမည်ဖော်မပြတဲ့အောင်များပြားလိုပါထူးခြားတာကတော့ကချင်ပြည်နယ်မှာသာတွေ့ရတဲ့ ကျောက်ကစောကလည်းအလုံးကိုအရသာရှိလာပါပြီ။နွားနှုတ်လိုအဖြူရောင်အရီရီထဲမှာအစာပလာတွေထည့်ပြီး မီးပိုပေါ်မှာပုတ်ပွဲဆူအောင်ဒဲဝူးတစ်လုံးနဲ့တည်ထားပါတယ်။စာတုံသူတွေကလာမှရင်တော့ကျောက်ကိုလက်ထပ်ပတ်ထင်းနဲ့ကိုင်းပြီးဒဲအိုးဆောင်နဲ့ခောက်လိုက်ပါတယ်။ကျဲဥအနှဲငယ်အပ်သွားတဲ့အခါကျဲဥအနှစ်တွေကိုပုတ်ပွက်ဆူနေတဲ့အိုးရဲကိုထဲလိုက် ကျဲဥအခွန်ကိုအမိုက်တောင်းနဲ့ထဲ့လိုက်တဲ့အလွန်ကိုကြည်ကောင်းပါတယ်။ကျဲဥမကြက်ခင်ပါပဲ။ကျဲဥရောဟင်းရင်နဲ့ဟင်းနှစ်ကိုပါ ရောက်ချိုစွန်းနဲ့ခတ်လို့ပကံမွေးငါပကံကဲ့သို့ထဲကိုထဲလို့စားသုံးသူချပေးပါတယ်။အချာထူးကြတဲ့ဆိုင်တွေကလည်းရှိနေပြန်ပါတယ်။သူတို့ကတော့ကွမ်းရာကိုအဓိကထားရောက်တဲ့ဆိုင်တွေပါ။အဲ့ဒီလိုဆိုင်တွေကလည်းအတော့ကိုများပါတယ်။ ခင်ကျင်ပြတာထားတဲ့လိန်အပျော်ပါဆိုင်ရာပစ္စည်းတွေကတဆိုင်လုံးကိုဖုံးလွှမ်းနေပါတယ်။ညာဈေးရန်ကညာဦးပိုင်းမိုးစတင်ချုပ်သီးမှ အာယုံရောင်နေပြိုးသည့်အထိဖွင့်ပါတယ်။အထူးခြားဆုံးကတော့တချိန်ကညှင်းငှက်လို့အမြင်ရတဲ့မိန်ကလေးတွေကလည်းပြန်ဝဲလျက်ပါ။ပျော်ပါလို့တဲ့ပုရိသတို့နဲ့ညှင်းငှက်ကလေးတွေက ပထမဆုံးညာစည်းရန်ကလက်ဖက်ရည်ဆိုင်မှာစုံကြပါတယ်။နောက်တော့ညာစည်းရန်နဲ့မလန်မကန်းမှာရှိတဲ့အရက်နဲ့ဘီယာရောင်းတဲ့စားတောက်ဆိုင်တွေမှာစုံတွေ့ပြီးတယောက်ခွက်30ခွက်30ချားအပေးကြပါတယ်။ရေချိန်လွန်လာရင်တော့ညာစည်းရန်နဲ့မလန်မကန်းမှာတဲခိုကန်းတွေက အစီအီကိုတန်းစီလို့အစင်သင့်စောင့်ကြလျက်ပါ။ သူတို့စီမားလဲအချိန်ပိုင်းတနေကုန်ညအိပ်ဆရာမလို့တန်းတက်ထားသောအချိန်ဖြစ်တဲခုလိုရနေပါတယ်။ဒါကြောင့်လမ်းဆောင်ဘူတာဖြစ်တဲ့အချိန်ပိုင်းတဲခုကမ်းမှာညင်ငှက်တို့ကပုရိသများနဲ့အတူတကိုင်းနဲ့တခန်းနဲ့ယာယီနာကြပါတယ်။ကျေစင်တို့အဖွဲပြောထားတဲ့အကြောင်းအရာတွေကိုကြားနေရတဲ့ကိုကိုကတော့ ဒီလောကီဝင်အပျော်ကျယ်လာပါတကားလို့သာရေရွမိပါတော့တယ်။အပေနာဆင်ပြေကြတဲ့တဦးချင်းတယောက်ချင်းစီတော်ယေရှုအားကြီးအများကြီးပဲတင်ပါတယ်နော်။အားလုံးကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာအကျမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်